အနားယူသွားပြီဖြစ်တဲ့ UFC Lightweight Dan Champion ဟောင်းခါဘီကပြည်တင်နောက်ခံလူဟောင်း Ira ရဲ့ပထမဆုံး MMA ပွဲစဉ်အတွက် လေ့ကျင့်ကူညီပေးရန်ကမ်းလှမ်းခဲ့ကြောင်းသိရပါတယ်။ Ira 53နှစ်ဟာပြည်တင်နိုင်ငံမှာမေလ23ရက်ကျင်းပမယ့် PFM ပြိုင်ပွဲမှာပထမဆုံး MMA ပွဲစဉ်ရှင်ပြိုင်ထုတ်သက်မှာဖြစ်ပြီးပြိုင်မဲ့ကစားသမားကိုမူကြီးညာခြင်းမရှိသေးပါဘူး။လေ့ကျင့်မှုပြုလုပ်နေစဉ်ခါဘီထံမှဖုန်းခေါ်လာတဲ့ဗီဒီယိုကို Ira က Instagram မှာတင်ထားခြင်းဖြစ်ပါတယ်။ခါဘီက မြင်ရကိုရင်ခမရအဲ့ဒါကိုလုပ်ဖို့မလိုပါဘူးဘာလို့လေ့ကျင့်နေရလဲတိုက်ပွဲဝင်ဖို့လိုအပ်တယ်ဆိုရင်ခမရအတွက်ကျွန်တော်တိုက်ခိုက်ပေးမှာပေါ့လို့ဆိုပြီးအီရာကငါရဲ့အနောက်မှာရှိနေပြီလို့ကျေးဇူးတင်ပါတယ်ဒါပေမဲ့လေ့ကျင့်ဖို့လိုတဲ့ညီအကိုအဲ့ဒါကိုအလေးနဲ့ထားဖို့လိုတယ်ဒီအကစားနည်းနဲ့မင်းကိုငါဘလောက်လေးစားမှုရှိလဲဆိုတာမင်းသိပါတယ်အဲ့ဒါကြောင့်မင်းနဲ့တစ်ချိန်လောက်လေ့ကျင့်ဖို့တော့တကယ်လိုလိမ့်မယ်လို့တုံ့ပြန်ခဲ့ပါတယ်တို့ဖြစ်ရာခါပြီးက ကျွန်တော်ခဏခဏပြောပူပါတယ်ကျွန်တော်စီနေရာပို့လိုက်ပါကျွန်တော်လာရှာမယ်နေရာသာပို့လိုက်ပါဘာမှလည်းပြောပါကျွန်တော်နဲ့တွေ့ရင်အဆင်သင့်ဖြစ်နေစေရမယ်လူတွေကိုဘယ်လိုချီးမွမ်းရမလဲဆိုတာကျွန်တော်သင်ပေးမှာပါလို့ဆက်လက်ပြောကြပါတယ်အီဗရာဟာ၎င်းရဲ့ပထမဆုံးဖွဲ့စဉ်အတွက် UAE နိုင်ငံဒူဘိုင်းမြို့မှာလေ့ကျင့်လျက်ရှိကြောင်းသိရပါတယ်